အားလုံးမင်္ဂလာပါအဲတော့ future etn နေ့ပတ်စံထုတ်ဖို့တူနေကိုရှင်းပြပေးပါမယ်အဲပတ်စံထုတ်ခြင်းလည်းဆိုရင်အဓိကကဒီဥစားပေါ့နော် future king ခေါ်လာတဲ့ဆိုရင်တော့နောက်ခုရှိရဒီလိုကတ်တုံးမလားဒီ future ပေါ့နော်ဒီလိုကတ်တုံးနေရပေါ့နော် etn ကတ်တုံးမလားဒါမှမဟုတ်စာအုပ်တုံးမလားဆိုတာကိုဒီဆက်ရှိပါဒါကြတော့ဘယ်လိုပြောရမလဲဆိုရင်ဒီရုပ်စာပေါ့နော်ဒီ YouTube ပေါ့ YouTube ကြောက်ခုမှရှိတဲ့ဆက်ပဲတုံးလို့ရတာပေါ့နော်စာအုပ်တွေပဲထည့်တာအောင် ကိုယ်ဥစားပေါ့ကျွန်တော်တို့ဒီ convenience store တွေပါတွားတဲ့နေရာတွေမှာခြားတော့ဒီလိုမျိုးစောက်ထဲတဲ့နေရာမှာပါပဲနဲ့ဒီလိုကတ်ကတ်ပဲထည့်လို့ရတဲ့ဆက်တွေပဲရှိတယ်ပေါ့နော်စောက်တွေထည့်လို့မျိုးဒီစောက်ထဲခြေလေကွာစောက်ကနေထုတ်ခြင်းနဲ့ဆိုရင်တော့ဒီစောက်ရှိတဲ့အဲဒီ youtube ပေါ့နော်ဒီစာတိုက်ကိုကိုယ်တိုင်ကိုကြတော့မှရပါမယ်ခင်ဗျဟုတ်အဲ့ဆိုကျွန်တော်ဒီဥစားပေါ့နော်စလိုက်မယ်နော်ပစံထုတ်ပုံတော်နီးရပစံကိုကထုတ်ချင်နေဆိုရင်တော့ဘယ်အောင်နေရမလဲဆိုရင်ဟိုဟီဂီတာရှိဆိုတဲ့ဒီစာလေးကိုနေရပါခင်ဗျ ဒါလေးကိုအရင်နှိပ်မယ်နှိပ်ပြီးသွားရင်ဆိုရင်ကိုယ့်ရဲ့ဒီကက်ရှူကတ်ပေါ့နော်ကက်ရှူကတ်ဆိုတဲ့ဘေးကကိုယ့်ရဲ့ဒီဥစ္စာဘန်ထက်မဲ့ ADN ကတ်ပေါ့အဲ့ ADN ကတ်ကိုဒီထဲကိုထည့်လိုက်မယ် ADN ကတ်ကိုထည့်ပြီးသွားရင်ဆိုရင်ကိုယ့်ရဲ့ anchor bank ကိုပေါ့နော် anchor bank ကိုဆိုတော့ကျွန်တော်က password ဒီဘန်စာအုပ်ကိုကိုယ်ပထမဆုံးစောင့်လို့တဲ့ချိန်မှာဒီဘန်မှာပေးခဲ့တဲ့ကဏ္ဍလေးလုံးပေါ့နော်ကဏ္ဍလေးလုံးအဲ့ကဏ္ဍလေးလုံးကိုကိုယ်နှိပ်ပါမယ်ကဏ္ဍလေးလုံးကဒီဘက်မှာနှိပ် နှိပ်လို့ရတယ်လို့ဒီဘက်မှာလည်းနှိပ်လို့ရပါတယ်အဲ့ခါကျရင်ကိုကအန်ရှော့ဘက်ကကနန်းလေးလုံးနေမယ်နော်အဲ့ဒီတော့ကနန်းလေးလုံးနေပြီးသွားတဲ့ညညဒီတော့ကမန်လေးပေါ်လာမယ်နော်ဒီတော့ကမန်ကပေါ်တယ်ဆိုတာခင်းကခုဆိုတဲ့အတိပြာဆိုတော့ကိုကပတ်စံအမောက်ဘလောက်အမောက်ထုတ်မှာလဲကိုထုတ်ကျင်တဲ့အမောက်ကိုနှိပ်ရပါတယ်ဥမာပေါ့ကိုက3000ထုတ်ကျင်တယ်ဆိုရင်3ဒါကြတော့မန်မန်ဆိုတဲ့အတိပြာကြတော့ဒါဥစ္စာပေါ့နော်ဒါကတောင်ကနာပေါ့နော်ဒီစင်းကကြတော့ကိုကထောင်အဲဆိုကိုက3000ထုတ်မယ်ဆိုရင်ဒီကောင်းလေးနှိမ့်လိုက်နှိမ့်ပြီးသွားရဆိုဒီအန်းဆိုတဲ့ ်ပေါ်တက်လေးပါနှိပ်ပြရမယ်เนาะအဲကောင်နှိပ်မယ်နှိပ်ပြီးွားရင်ကိုကဒီပတ်စံ၃တော့ထုတ်မယ်ဆိုတာကျင်းသေးွားရတော့ကျင်းသေးွားရဲဆိုရင်ဒီကောင်မီသိုရီပေါ်တာဒီကောင်ခက်ကွန်နေလုံးနှိပ်လိုက်တာ ਨੇ ဘယ်လိုပြောရမလဲဆိုရင်ပတ်စံကထွက်လာနေမယ်ခင်ဗျာဥမာပေါ့เนาะကျွန်တော်ဒါပတ်စံထုတ်ပြပေးမယ်เนาะဒီကောင်ပေါ့ခက်ကွန်နေနှိပ်မယ်အားဆိုရင်ခဏလေးဆောက်ပြီးခင်ဗျာအဲ့လိုလိုပြီးတဲ့ညရဲ့တော့ပတ်စံရဲ့ကဲ့ရဲ့တက်ထွက်လာအဲ့ဒါဆိုရင်ကိုကခဏလာစုပေါ့เนาะကက်ကို တေးချပြတ်တရမယ်ခင်ဗျာကတ်ကိုမထော်ဘဲနဲ့ဒီတိုင်းတက်လိုက်ထားရဆိုရင်ကိုကတ်ပြောက်တာတို့ဘာလို့ဖြစ်နိုင်လဲနောက်ပြီးတိုင်းနောက်တစ်ခုအကြပြောချင်တာကကတ်ကိုထည့်တဲ့ချိန်ညဒီလိုမျိုးကြာကြည့်သူရှိပါတယ်ဒီကောင်လေးပါတယ်အဲ့ပါတဲ့ဟာကိုဒီလိုထည့်ရတာနောက်ပြီးတိုင်းဒီ chips ပါတဲ့ဟာဒီကောင်ကဒီလိုထည့်ရတာခင်ဗျာဒီလိုကြောင်းမြတ်နေမှာထည့်ရမှာမို့နော်ဒါဒီတိုင်းကိုထည့်ပေးရတာခင်ဗျာဒါကြတော့ဒါငွေထုတ်တဲ့ဟာပေါ့နော် နောက်တစ်ခါကျတော့ကိုခဒီယာတွေပေါ့နော်ဒီစကလုံးတွေနားမလည်ဘူးဆိုရင်ဘာသွားလို့ရလဲဆိုရင်ဒီမှာအင်္ဂလိပ်ခိုင်းရှိအဲ့ကောင်နေလိုက်တယ်ဆိုရင်အကောင်လုံးအင်္ဂလိပ်လိုပေါ်လာအဲ့တော့မှကိုက deposit တော်မလား withdraw တော်မလား balance acquire လုပ်မလားအဲ့ဒါတွေအကုန်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့မှကိုကမဟုတ်ဂျပန်ဘာသာပြောချင်တယ်ဆိုလဲဒါလေးရနော်နောက်တစ်ခါကျတော့ဥစ္စာပေါ့နော်ဒီစီးကအနေနဲ့ရှင်းပြချင်တာကျတော့ဟိုအစကရီရဲဆိုတာကျတော့ဒီခေါင်းကျတော့ငွေထည့်တာကိုယ့်ရဲ့ bank account ထဲကိုကိုအတုံးမလို့ငွေထည့် ထည့်ကျင်တဲ့ဆိုရင်ဒီကောင်ကထည့်ဒီကက်ကက်ပဲဖြစ်ဖြစ်ပေါ့နော်ကက်ပဲဖြစ်ဖြစ်စာအုပ်ပဲဖြစ်ဖြစ်ထည့်ထည့်ပြီးွားတော့မှဘယ်လိုပြောရမလဲဆိုရင်ဥမာပေါ့ကိုကကျွန်တော်ခုဒီကက်ကိုပြန်ထည့်လိုက်ပါအဲ့ဒီညာပါလာမလဲဒီခက်ခွနေပေါ်တောင်းနေမယ်အဲအဲ့ဒါပြီးွားရင်ကိုထဲမဲ့ပတ်စံကိုထဲမဲ့ပတ်စံကိုထည့်လိုက် ပတ်စံတင်ပြရကြကိုကဒီပတ်စံအိုကေလာအဆင်ပြေတာအဆင်ပြေတဲ့ဆိုရင်ခခွန်လေးပေါ်တောင်းနေနေလိုက်ပြီဆိုရင်ကိုပတ်စံကဒီတဲ့ကိုကတ်တဲ့ကိုပြန်ဝင်ပါပြီပေါ့နော်ကိုကဒီဥစ္စာဘောဘယ်လိုပြောမလဲပတ်စံကအပြင်မှာအသုံးမလို့ဒီဥစ္စာအပြင်မှာထားရင်အန္တရာယ်များတယ်ဆိုရင်ဒီကတ်တဲ့ကိုကိုရဲ့ဘန်ကောက်တဲ့ကိုပြန်ထည့်လို့ရတယ်ခင်ဗျာ နောက်တစ်ခုပြောချင်တာကတော့ဒီဘန်ဆောင်းစာဖာဆောင်းပဲပြပြကက်ပဲပြပြပေါ့နော်။ကိုယ်ထုံးကျင်နေဆိုရင်ဟိုဟာပေါ့ခုံမကင်ပေါ့နော်။ဒီတစ်ချက်တန်တော့ငါးချက်တန်တော့အဲ့ကောင်နေထုံးလို့မရအောင်အနည်းဆုံးက1000ကနေစတော့ရအောင်ပေါ့နော်။ဟုတ်အဲ့ဒါပါလေအဲ့ဒါလေးပါပဲခင်ဗျ။ကျေးဇူးတင်ပါတယ်။